နေ့စဉ်မိုးလေဝသသတင်း2025ခုနှစ်နိုဝင်ဘာလ6ရက်နေ့နနက်9နာရီအချိန်ထုတ်ပြန်ချက် မင်္ဂလာပင်လယ်အော်ခြေနေကပလီပင်လယ်ပြင်တောင်ပိုင်းနှင့်မင်္ဂလာပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အထင်အထင်ဖြစ်ထွန်းနေပြီးကပလီပင်လယ်ပြင်မြောက်ပိုင်းနှင့်ကြံမင်္ဂလာပင်လယ်အော်တို့တွင်တိမ်အနှဲငယ်ဖြစ်ထွန်းနေပါသည်ထူးခြားသည့်အခြေအနေယနေ့မြန်မာစံတော်ချိန်2:30နာရီအချိန်တိုင်းထွာချက်များအရာ တောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသောတိုင်ဖွန်းမုန်တိုင်းခန့်မေဂီသည်အနောက်အနောက်မြောက်ဘက်သို့ရွှေ့ရှားလျက်ရှိပြီးဗီယက်နမ်နိုင်ငံဒါနန်းမြို့အရှိအရှိတောင်ဘက်ရေမိုင်330မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေပါသည် ဆိုပါတိုင်ဖုန်းမုန်တိုင်းခန့်မေကြီးသည်အနောက်ဘက်သို့ရွှေ့ရှားနိုင်ပြီးယနေ့ညပိုင်းတွင် BNN နိုင်ငံကမ်းခြေကိုဒါနန်းမြို့၏တောင်ဘက်မှဖြတ်ကျော်နိုင်သည်ဟုခန့်မှန်းရပါသည် ထို့မှတဆင့်အနောက်အနောက်မြောက်ဘက်သို့ရွှေ့ရှားနိုင်ပြီးနောက်24နှစ်အတွင်း BNN နိုင်ငံနှင့် လာအိုနိုင်ငံနယ်စပ်ဒေသတို့ကိုအကောင်သောအပူပိုင်းမုန်တိုင်းခန့်မေကြီးအဖြစ်ဖြင့်ဆက်လက်ဖြတ်ကျော်နိုင်သည်ဟုခန့်မှန်းရပါသည်ယနေ့ညနေအထိခန့်မှန်းချက်မကွေးတိုင်းဒေသကြီးနှင့် ၊ရခိုင်ပြည်နယ်တို့တွင်နေရာကွက်ကြားမန္တလေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊အေရဝတီတိုင်းဒေသကြီးနှင့်ချင်းပြည်နယ်တို့တွင်နေရာကျဲကျဲနေပြည်တော်ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်၊ကယားပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင်နေရာစိတ်စိတ်နှင့်ကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုံရွာမီရွာရင်ရာနှုံးပြည့်ဖြစ်ပါသည်။ မြမပင်လေပြင်မြမကံယူရန်တလျှောက်နှင့်ကဲလွန်ပင်လေပြင်တို့တွင်တခါတရံမိုးတက်လေပြင်များကြာရောက်ပြီးလှိုင်းတင်တင်မှနှိုင်းကြီးနိုင်ပါသည်မိုးတက်လေပြင်ကြစဉ်ရေပြင်မြေပြင်လေသည်တနာရီလျင်25မိုင်မှမိုင်30အထိတိုက်ခတ်နိုင်ပါသည်လှိုင်းမြစ်မှာမြမကံယူရန်တလျှောက်နှင့်ကဲလွန်ပင်လေပြင်တို့တွင်9ပေမှ9ပေခန့်ရှိနိုင်ပါသည်နောက်နှစ်ရက်အတွက်ခံမှန်းချက် တနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိတ်စိတ်မှ နေရာအနှံ့အပြားမိုးထစ်ချုံရွာမီနေပြည်တော်နှင့်အနီးတဝိုက်အတွက်ယနေ့ညနေအထီးခံမှန်းချက်နေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရန် ရာနှုန်းပြည့်ဖြစ်ပါသည်ရန်ကုန်မြို့နှင့်အနီးတဝိုက်အတွက်ယနေ့ညနေအထီးခံမှန်းချက် နေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်မန္တလေးမြို့နှင့်အနီးတဝိုက်အတွက်ယနေ့ညနေအထီးခံမှန်းချက်နေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်